ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့ကျွန်တော်ဆော့မယ်ခင်ရတော့ brother တို့တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီပစိတလက်နဲ့ဗျာကျွန်တော်တို့အပင်တွေကိုခုတ်ရမယ်ပြီးတော့ဒီရလာတဲ့အပင်တွေနဲ့ကျွန်တော်တို့ကကျွန်းတွေကိုတိဆောက်အောင်ပါပဲဖြစ်ပါတယ်အာရလာတဲ့ဒီအပင်တွေကရတဲ့တစ်သားတွေနဲ့ကျွန်းတွေကိုဆောက်အောင်ပါပေါ့နော်ဒီ game လေးကစိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းပါတယ် game လေးရဲ့နာမည်ကတော့ Bay and Iceland လို့ခေါ်ပါတယ်ကြုံစပြီးတော့ဆော့လိုက်ရအောင် Okay ဆက်စားကြရတော့ brother တို့တွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီအပင်တွေကိုလိုက်ပြီးတော့ခုတ်ရမယ်ဒါကပါတယ် craft တဲ့ဟာ โอเคဒါကတော့ကျွန်တော်တို့ဒီကိုခုတ်လို့အပင်တွေကနေပြီးတော့ရလာတဲ့တစ်သားအကြမ်းကြီးတွေပေါ့နော်ကျွန်တော်တို့အချောဖြစ်အောင်လို့ပြန်ပြီးတော့ craft ကတာပဲဖြစ်ပါတယ်။အာကျွန်တော်တို့ကအဲ့ဒီတစ်သားအချောတွေထဲမှာနောက်ကျလို့ရှိရင်ကျွန်းတွေကိုထပ်ပြီးတော့စောက်လို့ရမှာဗျာဒီလား။โอเคဒီမှာဒါကတော့ craft တဲ့နေရပေါ့နော်။ကျွန်တော်ဒီတစ်သားအကြမ်းတွေကိုခုတ်မယ်ခုတ်ပြီးတော့စုပါမယ်ပြီးလို့ရှိရင်ဒီမှာလာပြီးတော့ craft ကမှာပေါ့နော်။လောလောဆယ်ကတော့ brother တို့တွေ့ရတဲ့အတိုင်းပဲကျွန်တော်ရဲ့ကျွန်းလေးကတော်တော်လေးကိုသေးသေးတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အခုမှစပြီးတော့စော့တာမလို့ပါ။ဒါကတော့ကျွန်တော်မပြောလဲ brother တို့သိပါပါ။ โอเคเอ่อကျွန်တော်ရားရဲ့တက်သားတွေကိုဒီမှာတောက်လျှောက်လာပြီးတော့ craft မယ်ပေါ့เนาะအဲ့ဒါမှာကျွန်တော်တို့နောက်ထပ်ကျွန်းအစ်စ်တွေကိုထပ်ပြီးတော့စောက်လို့ရမှာကျွန်းအစ်စ်တွေကရိုးရိုးတက်သားတွေနဲ့ထပ်ပြီးတော့စောက်လို့မရဘူးဗျာအာတချို့ဟာတွေကတော့ရရတယ်မရဘူးတော့မဟုတ်ဘူးတချို့ဟာတွေကတော့ရရတယ်ဒါပေမဲ့တချို့ဟာတွေကတော့ကျွန်တော်တို့မရဘူးပေါ့เนาะအဲ့လိုမျိုးတက်သား craft ထားတဲ့တက်သားတွေနဲ့ပဲရမှာဗျာโอเคအားကြောင့်လို့ကျွန်တော်တို့မကြာခဏတော့ craft ပေးနေမှာရမယ်ပေါ့เนาะအော်ပြီးတော့ဒီမှာအောက်မှာလဲဗျာတက်တာကြောက်တွေတော့ကျွန်တော်တွေ့တယ်အဲ့ဒါတွေကိုတွားပြီးတော့တူးကြည့်ရမယ်တိလားဒီကြောက်တွေကလည်းဘာလဲတော့မသိဘူး ။အော်ဒီမှာဒါကတော့ကြောက်တုံးနေရတာ။ Okay ဒီအားတွေကိုကျွန်တော်တို့တူးလို့ရှိရင်ကျတော့ကြောက်တုံးနေရတယ်ပေါ့နော်။အဲ့ဒီကြောက်တုံးနေရလဲကျွန်းနေထက်ပြီးတော့စောက်တဲ့နေရာမှာပို့ပြီးတော့အတုံးဝင်လာလိမ့်မယ်။အဲဒီမှာဒီမှာတွေ့တွေ့လိုက်တာတွေ့ရ။အော်ရအိမ်လေးပါရတယ်ဟာ။ Okay ဒီမှာအိမ်လေးတစ်လုံးပါရတယ်ပေါ့နော်။ဒီအိမ်လေးကတော့ဘာလောက်တာလဲတော့မသိဘူး။အော်သူကဒီမှာအလုံးသမားထုတ်တဲ့ဟာနဲ့ထင်တယ်။အဲ့ဒါမှာဝေါ်ကာဆိုပြီးတော့လေအပေါ်မှာပြထားတယ်ပေါ့နော်အလုံသမားတွေကိုထုတ်ပြီးတဲ့အိမ်လေးပဲဖြစ်ပါတယ် အာဒီမှာဆိုရင်တော့ကျွန်တော်တို့အလုံသမားတွေထုတ်လို့ရတယ်โอเคဒီမှာတယောက်တော့ကျွန်တော်ဆန်းပြီးတော့ထုတ်ကြည့်ထားရပါဘောเนาะအဆင်ပြေမပြေရတော့ကျွန်တော်တို့ကြည့်ရအောင်မယ်โอเคကြည့်လိုက်မယ်အာဒီမှာအလုံသမားတယောက်ထုတ်ထားတယ်ဘယ်ရောက်သွားပြီလဲမသိဘူးအော်ဒီမှာဒီမှာဟုတ်တယ်ဒီမှာကျွန်တော်မစ္စတာကန်အလုံသမားရပါပြီ nice ဒီမှာဒါကျွန်တော်တို့ကဘာမှမဟုတ်တာเนาะဂိမ်းထဲမှာတော့ဒီမှာအလုံသမားတွေပါရထားတယ်โอเคอ่าဒါကြတော့ကျွန်တော်တို့ဝဲတာတွေရောင်းတာတွေလုပ်လို့ရတဲ့နေရာဒါကပါလေပြောင်းမှုစီတွေပေါ့เนาะ ပြောင်းမှုစီးရေလည်းကျွန်တော်တို့လိုတယ်ဗျာဒီကောင်တွေကကျွန်တော်တို့စိုက်ပျိုးရေးလုပ်တဲ့နေရာမှာလိုတယ်ပေါ့နော်အာဒီမှာစိုက်ရမှာဒီမြေကြီးပေါ်မှာကျွန်တော်တို့စိုက်လို့ရတယ်โอเคအာအခုကတော့ကျွန်တော်ပြောင်းမှုပင်စိုက်ထားတယ်ပေါ့နော်ဒါပါလေးလေဒါပါလေကအော်ရိုဘတ်နဲ့ဝယ်ရတာပေါ့နော်ဒါကတော့အာ free ရတယ်အထင်လို့ကျွန်တော်ကရေးဒီပါလေးလောင်းနေဟာလေးထင်တာဗျာဒီလားသူကရိုဘတ်နဲ့ဝယ်ရတာအဲ့အပင်တွေကိုမြန်မြန်ကြီးအောင်လုပ်တဲ့ဟာနဲ့ထင်တယ်โอเคอ่าဒီမှာကြောက်တွေလည်းပြန်ပြန်ပြီးတော့ပေါက်လာတယ်ဗောနောကြောက်တွေကဘလိုတောင်ပြန်ပေါက်လာတယ်တော့မသိဘူးဗျာ အာဒါမဲ့အဲ့လိုမျိုးပြန်တော့ပေါက်တယ်ဗျာဒီလားအပင်နေလဲအဲ့လိုပဲကျွန်တော်တို့ခုတ်ပြီးွားလို့ရှိရင်ပြန်ပေါက်တယ်အာအချိန်တော့နည်းနည်းဆောင်းရတာပေါ့နော်အရန်ကြီးတော့မမြန်ဘူးဗျာဒီလားအိုးကျွန်းသစ်ဆောက်လိုက်တာတည်းမှာကြောက်တယ်အများကြီးပေါ်လာတယ်ရောင်ကြီးတူးရမယ်ဟာ Okay Okay ကိုလူဘာလိုလိုနဲ့ကျွန်တော်ရဲ့ဒီမှာပြောင်းမှုပင်လေးတော့ကြီးွားပြီပေါ့နော် Okay ဒီပြောင်းမှုပင်ကိုကျွန်တော်တို့ရောင်းကြည့်ကြမယ်အာတို့ဒီမှာရောင်းလို့ရတယ်ဗျာ Okay ရောင်းလိုက်ပြီပေါ့နော်စိုးတော့မစိုးပါဘူး၁၀ချက်လားဘယ်လောက်လဲမသိဘူးရတော့ရလိုက်တယ် ကျွန်တော်ရားရဲ့ပတ်စံနဲ့ဘာဝယ်လို့ရလဲအော်ဒီမှာ strawberry အစီဝယ်လို့ရတယ် okay strawberry အစီကျွန်တော်ထပ်ပြီးတော့ဝယ်လိုက်တယ်အာဒီမှာ strawberry ပြောင်းပြီးတော့စိုက်မယ်ပေါ့နော်ပြောင်းဘူးကြတော့ဗျာတည်ရမလားနည်းနည်းဈေးပေါ်တယ်ဗျာသူက strawberry ကြတော့ပို့ပြီးတော့မိုက်တယ်စားလို့လည်းကောင်းတယ်လေတည်ရမလားကျွန်တော်လည်းကြိုက်တယ် okay ကိုလူအခုကတော့ကျွန်တော်ဒီမှာကြောက်လေးပါလေးတူးနေရမှာเนาะအဲဒီမှာအလုတ်သမားရှိရဆိုပေမဲ့အဲ့ရဟိုကပါလေခရမ်းကျင်ဒီအစီရရလိုက်တယ်။ okay ကြော်ခရမ်းကျင်ဒီအစီရပါထပ်ပြီးတော့စိုက်ထားလိုက်မယ်ပေါ့เนาะ စတော်ဘယ်ကြီးလဲစိုက်ထားတယ်အဲကျွန်တော်ခုနကတော့ရလိုက်တယ်ခရမ်းကျင်ဒီအစီလည်းထပ်ပြီးတော့စိုက်လိုက်တယ်โอเคဒီမှာဒီမှာကြောက်တွေရတယ်တော်တော်များတယ်ဗျာသိလားကျွန်ကျွန်းအစ်တောင်မှာထပ်ပြီးတော့စောက်လို့ရပြီအဲရပြီအဲဒါပါလေ6မိုင်းလားဟုတ်တယ်ဒါ6မိုင်းပေါ့နော်အိုးရတယ်မှာရွှေတွေရနေတာပဲရွှေတွေကဘယ်လိုဖြစ်လို့ပေါ်လာလဲမသိဘူးတာမန်ကြောက်သူသမားလေးဘွားကနေပြီးတော့ချမ်းသာတော်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ရဲ့ကျုံးပေါ်မှာရွှေတွေပါပေါ်လာတယ်ဗျာတိလား။အာဒါကြတော့ဂိုးမိုင်းကိုပေးရမယ့်ဟာတွေပေါ့နော်။ gift လောက်ရမယ်ဟာလေဗျာတီလား okay ကျွန်တော်နောက်တကြုံထပ်ပြီးတော့စောက်ကြမယ်အိုးဒီမှာနောက်ကျုံလေးရတော့ကျွန်တော်အစိမ်းရောင်လေးပေါ့နော်ဒီဒီဘက်ချမ်းဟာနဲ့မတူဘူးဗျာတီလားဒီဘက်ချမ်းကကျတော့ကြောက်ရောင်အဲကျုံလေးတွေကအရောင်တော့မတူဘူးပေါ့နော်ရွှေတွေကတော့ရောင်တောက်ချောက်ကိုပေါက်နေအရောင်ရှယ်ပဲဟာ nice ကဲကိုလူကျွန်တော်နောက်ထပ်ကျုံတစ်ခုထပ်ပြီးတော့စောက်ကြမယ်အာဒီမှာနောက်ထပ်ကျုံတစ်ခုထပ်ပြီးတော့စောက်လိုက်ပါဘီ โอเคဒီမှာနောက်ထပ်ကျွန်းတစ်ခုရပါပြီဒီကမိုက်လိုက်လာဟိုကဘာလဲပန်းချံလေးတော့ပါသေးရေပေါ့เนาะဒီမှာပန်းမင်းနေပါလေစိုက်လို့ရတဲ့မြေကွက်လေးတော့မပါသေးရေဗျာဟုတ်ရောရွှေပင်တွေပါပေါက်နေတာပဲဒီမှာရွှေပင်တွေပါပေါက်နေရဆောင်းအထူးဆန်းနေအဲ့ဒါကြီးอ่ะကြောက်တီချားတွေကနေထွက်နေရလဲမဟုတ်ပဲနဲ့ကွာတိလားရွှေပင်ကြီးသူ့ဘာသူပေါက်နေရโอเคနည်းနည်းပွားချောခရက်လိုက်မယ်အာဒီတစ်သားပြားလေးတွေကလည်းလိုတယ်ပေါ့เนาะကျွန်းတို့ကျွန်းအစ်စ်တွေထပ်ပြီးတော့စောက်မယ်ဆိုလို့ရှိရင်ဒီတစ်သားပြားတွေလည်းလိုတယ်ဗျာโอเคအာတစ်သားတွေကလည်းကျွန်တော်တက်နိုင်တဲ့လောက်လိုက်ပြီးတော့ ခုတ်ပြီးတော့စုနေရပေါ့နော်ဒီမှာအလုတ်သမားရှိရဆိုပေမဲ့လေဗျာသိရမလားကျွန်တော်အသေးချာလုံးမရမယ်လေရေးသားခိုးလို့မရအောင် boy ခုဆိုရင်တော့ပြင်ရိုးသားကြိုးစားတဲ့ Mr. Kan လေးရဲ့ဂျုံဟာတဖြည်းဖြည်းနဲ့ကြီးလာပြီပဲဖြစ်ပါတယ်။ Oh brother တို့ကျွန်တော်ရဲ့ဒီပစိန်ကြီးကိုတစ်ချက်တော့ရှိုးလိုက်အောင်ခရမ်းရောင်ကြီးဖြစ်သွားပြီပေါ့နော်။အစတော့ကတော့ကျွန်တော်ရဲ့ပစိန်ကရိုးရိုးပစိန်ပဲဗျာသိလား။အာသူ့ဘာသူခရမ်းရောင်ကြီးထားပြီးတော့တောက်နေရပါပေါ့နော်။အဲဒီကောင်ဘာလုံးနေရလဲဒီမှာရွှေတွေကိုမတူးရအောင်။အေးမင်းတို့ကောင်နေတော့မင်းတို့ကောင်နေမဟုတ်တော့ရေးသားခိုးနေရလား။ မင်းတို့ကောင်တွေကလားစာတွေပါပြီးပေးထားရလေကွာမလုပ်ပါနဲ့ကဲကိုလူတို့စူးစမ်းရမယ်စူးစမ်းရမယ်အလုပ်ကိုတခြားလေးလုပ်ကြမယ်ငါတို့ဒီကျွန်းကြီးကိုအကြီးဖြစ်တဲ့ဒီကျုံးမယ်အာကျွန်တော်အလုပ်သမားထပ်ပြီးတော့ထုတ်မယ်ဗောနော်အာအလုပ်သမားထပ်ပြီးတော့ထုတ်မယ်ဆိုတော့ကျွန်တော်ရိုးရိုးလုပ်သမားပဲထုတ်လို့ရမယ်ဗျာတိလားဘာလဲဆိုတော့ဂျန်နဲ့နှစ်ခုကနည်းနည်းဈေးများဒီကောင်ဆို450ဆိုတော့မရဘူးโอเคကျွန်တော်အလုပ်သမားတယောက်တော့ထုတ်လိုက်ပြီးအောင်ပါလေဟဲ့အလုပ်သမားကဒါ main ကလေးလားဟုတ်တယ်တိခုတ်သမားက main ကလေးကြီးဟာ what okay ကိုလို့ကျွန်တော်အလုတ်သမားငားလိုက်တာတော့ main ကလေးတယောက်ရောက်လာတယ်ပေါ့နော်အာဒါမှကျွန်တော်ကျွန်းအစ်စ်ဆောက်လိုက်ပြီဒါပါလေ stone cutter တဲ့ stone တွေကို craft တဲ့နေရာပေါ့နော်သူက stone cutter ဆိုတော့ဗျာကြောက်တုံးဖြတ်ဆက်လို့တော့မှပြောလို့ရတယ်ဗျာ okay ကျွန်တော်က stone cutter ဆိုတဲ့ဟာတခုတော့ရပါတယ်ဒါ crafter ပေါ့နော်ကျွန်တော်ကြောက်တုံးတွေကိုဒီနောက်ထပ်ကျွန်းတွေထပ်ပြီးတော့ဆောက်ဖို့အတွက်ကဗျာအာအရင်တော့ကလိုရိုးရိုးကြောက်တုံးတွေနေမရတော့ဘူး craft ထားတဲ့ကြောက်တုံးတွေနေမှရမှာပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားပြီး တပိပိနဲ့သူကအဆင်းမြင့်လာပေါ့ဗျာတည်ရမလားပြောရမယ်ဆိုကျွန်တော်ရဲ့ကျုံးကိုလည်းရှိုးလိုက်အောင်လေအဲတည်တည်လေးမဟုတ်တော့ဘာကြီးတက်လာတာတော့ကြောညာကြီး stop it ကဲအခုဆိုရင်တော့စင်းရဲသားလေး Mr. Kan နေပြီးတော့ Bossy Mr. Kan ဖြစ်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တကြုံထပ်ဆောင်မယ်ဒါပါလေဝါးပင်နေလားဟုတ်တယ်ဘန်ဘူးတဲ့ဘန်ဘူးဆိုတော့ဝါးပေါ့နော် okay ကျွန်တော်တို့မှာဒါတော့ဝါးနဲ့ကျုံးတွေကိုထပ်ပြီးတော့ဆောက်ရတာပဲဖြစ်ပါတယ်ဒီမှာဒါပါလေဟောဒါဝါးတွေကို craft တဲ့ဟာပေါ့နော်အော်ရဝါးအပြားကြီးထွက်လာတာပဲဝါးအပြားကြီးထွက်လာတာဟာ တကယ်ရအောင်ရဆောင်းအထူးဆန်းနေဝါးဟိုမှာအပြားဟိုမှာညီနေရပဲပေါ့နော်ဘလိုတော့လှုပ်ထားလဲမသိဘူးโอเคဒီမှာဓာတ်ဝါးနဲ့ဆောက်အရောင်လို့ကြီးတို့ဟာရောင်ကြောက်တုံးနေပဲရှိတဲ့ဟာကိုဝါးနဲ့ဆောက်ပြသွားနော်နည်းနည်းတော့ဒါစဉ်းစားစရာဖြစ်သွားပြီဗျာဟဲ့ဟဲ့ဟဲ့တော်ပြီတော်ပြီကိုလူတို့မစဉ်းစားနဲ့စဉ်းစားလို့ရှိရင်ခေါင်းချောက်သွားလိမ့်မယ်သိရမလားโอเคအာကျွန်တော်အခုကတော့ဒီကြောက်တုံးနေတစ်ပင်နေလိုက်ပြီးတော့ခုတ်ကြပါမယ် let's go โอเคကိုလူတို့ခုကတော့ကျွန်တော်တစ်ခုတ်တမဘွားနေပြီးတော့ဝါခုတ်တမဖြစ်သွားပါပြီအဲဒီမှာဝါတွေကရွှေရောင်နေပေါ့နော်ရောက်ပြီးတော့ဒီမှာလည်းကြည်လာအောင်အပင်တွေကရွှေရောင်နေရောက်ဒီကျုံးကြီးကဘာကျုံးကြီးလဲ what မဟုတ်သေးဘူးကဒီကျုံးကြီးကနည်းနည်းတော့ထူးဆန်းနေဝါသီလားရွှေရောင်အပင်တွေရောရွှေရောင်ဝါပင်တွေရောတော်တော်လေးကိုစုံနေလို့ပြောလို့ရတယ်โอเคကိုလူကျွန်တော်အလုတ်တမထပ်ပြီးတော့ထုတ်ကြမယ်အာကျွန်တော်ဒီမှာတယောက်ထပ်ပြီးတော့ထုတ်လိုက်တယ်ပေါ့နော်မိုင်းတူရဲ့လူတယောက်ထပ်ပြီးတော့ထုတ်လိုက်တာဗျာတိလာတစ်ခုတ်တမားကတော့နှစ်ယောက်ရှိရဗျာအဲ့တော့မလို့ โอเคကျွန်တော်တို့အလုံးလုံးနေတဲ့အချိန်မှာဘရာသာတို့အကျိုးရှိအောင်တစ်ခုလောက်ပြောပြမယ်โอเคဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ရိုဘတ်တွေကိုဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူလို့ရမယ့် B shot အကြောင်းပဲဖြစ်ပါတယ် ဘီရှော့မှာဆိုလို့ရှိရင်ရိုဘတ်တွေကိုဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူလို့ရမယ်။ Bluff Fruit Game Pass တွေပါမန်းနဲ့နေပြီးတော့ Glowy Garden တွေကပတ်တွေအပြင်တခြား Roblox နဲ့ပတ်သက်တာတွေအားလုံးဒီပါရမယ်ပေါ့နော်။ဈေးသက်သာပြီးတော့မြန်ဆန်နဲ့စိတ်လဲချရမယ်။ရိုဘတ်ဝယ်လို့ရှိရင်လည်းကျွန်တော်၃ရက်ပဲစောင့်အောင်မှာဖြစ်ပါတယ်။ Review တွေလည်းကောင်းတဲ့အတွက်ဒီ Bee Shop ရဲ့ Facebook Page လေးကိုလည်း Like and Follow လုပ်ထားဖို့အတွက်ကျွန်တော်ကပြောချင်ပါတယ်။ Brother တို့ Roblox တွေပါလိုအပ်ရင်လည်းသွားပြီးတော့ဝယ်ယူလို့ရပါတယ်။ Okay ကိုတို့ကျွန်တော်ရဲ့ကျွန်းဆောက်တဲ့ခီးစဉ်ကိုဆက်ပြီးတော့လုပ်ကြမယ်ပေါ့နော်။ အာဒါကတော့ကျွန်တော် ပစ္စည်းတွေဝယ်ဖို့အတွက်ကြည်နေရဗျာတိလားဒီမှာပြောင်းမှုစီတွေဘာတွေကတော့ရှိတယ်ဗောနော်မဝယ်သေးဘူး Okay အာကျွန်တော်ဒီမှာ Go Crate ဆိုတာဝယ်လိုက်မယ်ဒါက Go Mine မှာတောင်းရမှာဒါကဘာလဲ Auto Shape ပါချက်ပါလားမသိဘူး Okay ကျွန်တော်ကတော့အကုန်လုံးဝယ်ရဗောနော် Strawberry တွေလည်းကျွန်တော်ဝယ်ထားတယ်အာပြီးတော့ပြောင်းမှုစီလည်းဝယ်မယ် Okay အာဒီလောက်ဆိုရင်တော့ရလောက်ပြီလို့ထင်တယ်ကျွန်တော်ဝယ်တာတော့မှနည်းနည်းများသွားလားမသိဘူးအာခုနကတော့ဝယ်ထားတဲ့အစီကိုကျွန်တော်ဒီမှာစိုက်လိုက်မယ်ဗောနော် Okay ်အခုနတော့ပြောင်းမှုစီလဲဝယ်ထားတယ်ကျွန်တော်စတော်ဘယ်ရီလဲဝယ်ထားတယ်ဘယ်ရီလဲဝယ်ထားရတယ်တင်တယ်အာကျွန်တော်ဒီအာကြီးကိုကြာတော့ဒီပေါ်မှာထားအောင်ပါဗျာပေါ်မှာထားအောင်လည်းမသိဘူးနေရာပြအောင်လည်းရောက်ဘုံပြအောင်လည်းโอเคဒီမှာပဲထားလိုက်မယ် nice ဘောကိုလူတို့ဒီမှာရှိုးလိုက်အောင်ဝါးပင်နေအများကြီးပဲပေါ့နော်ကျွန်တော်ဝါးပင်နေလိုက်ပြီးတော့ခုတ်ရမယ်ဝါပင်နေရာလဲကျွန်တော်စုရမယ်ဗျာတိလာဘာလို့လဲဆိုတော့ဝါးတွေကလည်းလို့တယ်နောက်ထပ်နေရာတစ်တွေစောက်ဖို့အတွက်โอเคဒီမှာနေရာတစ်စောက်လို့ရပြီဒါ craft လောက်ထားတဲ့ဝါးတွေနဲ့ကျွန်တော်စောက်လိုက်တာပေါ့နော် โอเคဒီမှာနေရာတက်မှာလဲဝါးပင်နေပဲထက်ပြီးတော့ပေါက်လာပါတယ်ကျေးဇူးတင်ပါတယ်ဝါးပင်နေရာကျွန်တော်တို့လိုအပ်နေရာဆိုတော့ဗျာသိရမလားโอเคဒီမှာအပင်လေးတော့ပေါက်နေပြီကျွန်တော်ရဲ့အပင်လေးတော့မပေါက်နေဘူးเนาะပြောင်းမှုတပင်ပြောင်းမှုတပင်ပါကျန်တာတွေအဲ့တော့မပေါက်သေးဘူးโอเคပေါက်တဲ့ဟာတော့ကျွန်တော်ရောင်းလိုက်ပြီဗောနောဘာထက်ပြီးတော့ဝယ်ရင်ကောင်းမလဲမသိဘူးကျွန်တော်မှာပတ်စံတော့400ကျော်ပဲရှိရဗျာသိလားအဲ့ဒါပါလေအော်တိုမိုင်နာဆိုတာပါလေမိုင်းအော်တိုတူးတွေအထင်းနေโอเคဒါလေးလေးဝယ်ထားမယ် အာကြံတဲ့ဟာကတော့မလိုဘူးပေါ့နော်စေးပလင်းတွေပါတယ်ကတော့မလိုဘူးအာဒီမှာပြားလေးပေါ့နော်ပြားလေးကပါလေအိမ်မွေးတိရစ္ဆာန်လားမသိဘူးဝယ်ထားလိုက်တာကောင်းပါလေဝယ်လိုက်မယ်โอเคပြားလေးကျွန်တော်တကောင်ဝယ်ထားရတယ်ပေါ့နော်ပြီးတော့ကြံတာကတော့ပြောင်းမှုစီဝယ်လိုက်တယ်အာစေးပလင်းကတော့ကျွန်တော်တို့မလိုဘူးဗျာတိလားမသုံးသေးဘူးဆိုတော့အာကိုခရိတ်ကတော့လိုတယ်ကိုခရိတ်ကလိုရဒါပေမဲ့ထားလိုက်ပါโอเคကျောဒီမှာပြောင်းမှုလေးကြီးကျောစိုက်ကြမယ်ပြောင်းမှုလေးကြီးကျွန်တော်ဝယ်ထားတယ်ပြီးတော့ပြားလေးတွေပါလေးတွေကဘယ်လိုလုပ်ရမှာလဲမသိဘူးအဲ့ဒါတွေလည်းပြီးမှကြည့်ရမယ် အာလောလောဆယ်ဒီ auto miner ကြီးကိုကျွန်တော်ဗမာထားရမလဲဆိုတော့တစ်ချက်ကြည့်ရမယ်ဒီကောင်ကဗျာ auto mine တူးမဲ့ဟာကြီးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ okay အာဒီကကြောက်တင်နားမှာပဲထားမှာအဆင်ပြေမှာဗျာတည်လား okay ဒီမှာပဲထားလိုက်တော့မယ်အဲဒါပါ auto mine တူးတဲ့ဟာကြီးကျွန်တော်နောက်ဆုံးတော့ရပါကြီးဒါလည်းမိုက်တယ်ဟာ okay okay ကိုလူတို့ခုကတော့ကျွန်တော်ပြားမွေးဖို့ပဲကြံတော့တယ်ပေါ့နော်ပြားကတော့ဒီမှာအိမ်ဆောက်ပေးရမှာဗျာတည်လားဒီတိုင်းမွေးကျင်တိုင်းတော့မွေးလို့မရအောင် โอเคตัวป๊าริနေဖို့အတွက်အိမ်လေးလုပ်ပေးရတယ်ဗောနောဘာလို့လဲဆိုတော့တည့်ရတိုင်းပဲဗျအပြင်မှာလဲ brother တို့အာတွေ့ဘူးလိမ့်မယ်လို့ထင်တယ်ဗောနောပြားရီမွေးလို့ရှိရင်အဲ့လိုမျိုးအိမ်လေးနေမွေးကြာလေးတည့်ရမလားအာပြီးတော့မှပြားရီတွေပါပြီးထုတ်ကြာဗျာတည်လားโอเคကျွန်တော်တို့မှာရထားတဲ့ဝါးတွေကို craft လိုက်မယ်ဘာပြောနေโอเคကိုတို့ကျွန်တော် main နေရာလေးတစ်ခုရှိရယ်ဗောနောအဲ့ဒါတော့ဒီမှာအပင်နေစိုက်တာဗျာတည်လားကျွန်တော်အပင်နေပေါက်နေနေထင်တယ်အဲဟုတ်တယ်ဒီမှာ strawberry လေးတွေတော့ကျွန်တော်ရရတယ်ဗောနောရရတဲ့ဟာလေးတွေကိုရှောင်းလိုက်မယ် โอเคဒီမှာစတော်ဘယ်ရီ3လုံးရတယ်ကြံသေးရထင်တယ်အဲဒီမှာစတော်ဘယ်ရီလေးကြံသေးတယ်ပြောင်းမှုတွေလည်းရနေပြီโอเคပြောင်းမှုတွေလည်းရနေပြီဗောနောကျွန်တော်ရတဲ့ဟာတွေအကုန်လုံးရောင်းပြင်မယ်ဗျာကြာလို့โอเคဒီမှာရောင်းလိုက်မယ်အဲအကုန်လုံးတော့ကျွန်တော်ရောင်းလိုက်ပါပြီပတ်စံတော့ရပါတယ်သူကနေသူတော့ရတယ်ဗောနောမစိုးပါဘူးအဲ့တော့ကျွန်တော်ရတဲ့ပတ်စံတွေကိုဘာဝင်ကောင်းမလဲမသိဘူး အော်တိပြီတိပြီတိပြီကျွန်တော်တို့ဟိုဟာအစီရထပ်ပြီးတော့ဝယ်ရမယ်ပေါ့နော် blueberry အစီရောပါတော့ဗျာအဲ့လိုမျိုး site ဖို့အတွက်ကျွန်တော်ထပ်ပြီးတော့လိုတယ်လေးသိရမလားအော်ဒါမှ blueberry အစီရှိတယ် okay အာ auto miner တခုလည်းကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်ပြားလည်းဝယ်လို့ရတယ်ထင်တယ်ပြားတကောင်ထပ်ဝယ်လို့ရမယ်ထင်တယ်200ကြော်ကြံသေးရဆိုတော့ okay ကျွန်တော်ဟိုဟာပြားထပ်ပြီးတော့ဝယ်လိုက်မယ်ပေါ့နော်ပြောင်းမှုတွေလည်းကျွန်တော်ဝယ်ထားရဗျာသိလား sibling ကတော့ကျွန်တော်မဝယ်တော့ပါဘူးဘာလို့လဲဆိုတော့ပတ်စံလက်ကဖြုံးရရောက်တယ်ဗျာသိလား okay အခုကတော့ကျွန်တော်ဝယ်ထားတဲ့အစီအရာကိုဒီမှာ site ခဲ့မယ် အာပြီးလို့ရှိရင်ပြားကိုအိမ်ထဲမှာတွားပြီးတော့ထည့်မယ်ဗောနော်ဒီအော်တိုမိုင်နာကြီးတစ်ခုလည်းကျွန်တော်ဝယ်ထားရပြသည်လားအဲ့ဒီဟာကြီးကိုလည်းနေရာချပေးရအောင်မယ်โอเคကိုလူတို့ကျွန်တော်တို့တွားကြမယ်အဲ့ရရွှေတွေကိုမတူးဘူးဗောဒီကောင်ဟုတ်ဟုတ်တယ်ရရေးသားခိုးနေတာရေးသားခိုးနေတာဘဲလေးကအဲ့လိုမျိုးတွေမကြိုက်ဘူးနော်မင်းတို့ကောင်တွေရေးသားမခိုးနဲ့တော့အလုပ်ကိုတေချာလုပ်ကြကွာโอเคဒီမှာကျွန်တော်ပြားအတွက်အိမ်တိန်ထပ်ပြီးတော့စောက်ပေးလိုက်မယ်ဗောနော်ပြားတော့တအိမ်ကို၅កောင်ထည့်လို့ရတာကျွန်တော်ကတော့တအိမ်ကိုတကောင်ပဲထည့်ထားတယ်ရှုပ်လို့ မှန်တော့မဟုတ်ဗျာတိရမလားကျွန်တော်ကပြားတွေကကျင်းကျုံကျုံနဲ့နေနေရမှာဆိုလို့ဗျာအားကြောင့်မလို့အိမ်၃ရင်ဆောက်ပေးလိုက်တာဗောနော်โอเคဒီမှာကျွန်တော်ရဲ့ပြားတွေကိုကျွန်တော်အိမ်၃ရင်ဆောက်ပေးလိုက်ပါဗျအာပြီးတော့ကျွန်တော်စီမှာတစ်သားကလည်း3000ကျော်လောက်ရှိနေပြီဗောနော်ကြောက်တုံးတွေကလည်းတော်တော်များနေပြီဗျာရမိုးချုပ်ွားလားဟုတ်တယ်မိုးချုပ်ွားရောဘာဖြစ်တာလဲအော်ရုံမှာအပင်ကြီးတစ်ခုပေါ်လာတယ်ဗောနော်အရှိမအပင်ကြီးတစ်ပင်ပေါ်လာတယ်ဗျာဘာအပင်ကြီးလဲတော့မသိဘူးကျွန်တော်တစ်ချက်တော့သွားပြီးတော့ကြည့်ရမယ်အော်သူကအပေါ်မှာတော့ပြထားတယ်ဝေါ်ထရီအီဗန့်လို့ပြထားတယ်ဗောနော် โอเคဒါ event တခုပေါ့ဗျာသိလားပြောရမယ်ဆိုရင်တော့အော်ဒီမှာအပင်ကိုကျွန်တော်တို့ကခုတ်ရမှာ ਨੇ ထင်တယ်အပင်ကဒီမှာသွေးပါတယ်ဗောနော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဒီအပင်ကြီးကိုဘယ်လိုပြောရမလဲအာပြက်သွားတဲ့အထိခုတ်ရမှာဗျာသိလားအဲ့ရဒီမှာလူတယောက်ရှိတယ်ကโอเคကိုလူဒီမှာကျွန်တော်လိုပဲလာပြီးတော့ခုတ်နေတဲ့လူတယောက်လည်းရှိရယ်ဗောနော်အာကျွန်တော်ဒီအပင်ကြီးကိုပြိုကြပါအောင်ခုတ်ရမှာဗျာသိလားဟုတ်ရောချိန်တော့တော်တော်ပေးရမယ်ထင်တယ် many months later ဟုတ်ပြီကိုလူကြီးခုတ်တာမယ်ကျွန်တော်တို့မှာအပင်ကြီးကတော့သွေးရတော်တော်ကြီးကိုနဲသွားပြီပေါ့နော်ပြိုတော့မယ်ပြိုတော့မယ် okay ပြိုသွားပါပြီကျွန်တော်တို့မှာ၄ရောက်ပေါ့နော်၄ရောက်ဝိုင်းခုတ်တာဒါမှဘာလဲတော့မသိဘူးရတယ်ဥလေးတစ်လုံးပေါ့နော်ဘာဥလဲမသိဘူးရောင်ကြောင်ဥလားဟုတ်တယ်ရောင်ကြောင်ဥကြီး what okay ကိုလူအခုဆိုရင်တော့ကျွန်တော်ကျွန်းသေးသေးလေးဘွားနေပြီးတော့စခဲ့တာပေါ့နော်ရောင်မိုးတော်လင်းသွားကြီးဟာအခုဆိုရင်တော့ကျွန်တော်ကျွန်းကြီးအကြီးကြီးကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်အာဒါကပတ်စံနဲ့စောက်ရတာကွာ okay ဒါကတော့ရွှေနဲ့စောက်ရတဲ့နေရာတွေပေါ့နော် အရွှေတွေပေးရတာဆိုတော့တိတ်တော့အဆင်မပြေဘူး။ Okay ကိုတို့တို့ကျွန်တော်စောင့်နေရလဲကြာပြီ။အချိန်လည်းတော်တော်ပေးရတယ်။ပြီးတော့ကျွန်းကြီးရလဲအကြီးဖြစ်နေပြီဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသတ်လိုက်ပါမယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။